အားလုံးမင်္ဂလာပါကျွန်တော်ကောင်မောင်များအားလုံးပဲမင်္ဂလာပါတာငယ်ဗုဒ္ဓဘုရားပတိနော်ဗုဒ္ဓဘုရားမပတိရဲ့မပြောက်ပရိတ်ကဗုဒ္ဓဘုရားပတိမပြောက်ပရိတ်အထူးခွေလေးလုံးခွေတွေကိုတရားရည်ပြသပေးမှာဖြစ်ပါတယ်အရင်ဘွဲတော့ကကိုရင်မကြီးမှတ်မိမလားနော်မြင်ဘွဲတော့ကတချို့ကတော့ဒါတာငယ်ကိုအားပေးတဲ့လူကန်တွေကတော့မှတ်မိမယ်နော်ဘုရားပတိကိုပတိတာငယ်တို့မထွက်ခဲ့ဘူးနော်ကိုပတိ နိုးပေါ့ဗျာနိုးပြသွားတယ်ပေါ့သူကမထွက်တော့ဘူးဆိုတော့နော်မပြောက်ဘရိတ်ကိုကိုဘရိတ်ကို55ဆိုအွေထွက်တယ်မပြောက်ဘရိတ်ကိုဘရိတ်ကို55အထူးခွေ3694ခွေကို43ဆိုပြီးထွက်သွားတယ်နော်အထူးခွေနော်အထူးခွေနေနဲ့ကျွန်တော်ရဲ့ခွေမိုင်းပါထွက်တယ်ဆို43ဆိုပြီးထွက်တယ်တဝက်စာမွေးကနန်းအထူးမွေးကနန်း၄ခွေကတော့တန်းကလေးဒီဘက်မှာဘလို့ဖြစ်သွားလဲမို့ဆိုက်ဖောက်သွားတယ်နော်ဆိုက်ဖောက်သွားလို့လဲချုံမှုဖြစ်ခဲ့တယ်ပေါ့ဗျာ ကဲအားလုံးပဲမပူနဲ့ဒီဘွဲကိုတရားခိုင်လုံးအပြည့်တန်းနဲ့အာမခံပါတယ်ဒီဘွဲမှာကျင်းသည်မွေကနန်ကျင်းသည်ထွက်စီရမယ်ဟုတ်ပြီနော်ဒီဘွဲမှာတန်းငယ်ထုတ်ပြီးတဲ့မွေကနန်သည်ကျင်းသည်တရားရခိုင်လုံးပြည့်ကျင်းသည်ထွက်စီရမယ်နော်ကျင်းရခိုင်လုံးပြည့်ကျွန်တော်ရဲ့ကွေမာတွေကျင်းသည်ကျွန်တော်ရဲ့ကွေမာတွေထွက်စီရမယ်ဘရုမကျော်ပတိကျင်းတီထွက်ရမယ်မပြောက်ပရိတ်ကျင်းတီထွက်ရမယ်အထူးအခွေကျင်းတီထွက်ရမယ်အရင်ကဆိုရင် မပြောက်ပရိတ်ကိုပရိတ်နဲ့ ။အဲ့တော့ကြံခဲ့တဲ့ပွဲကအထူးခွေအထူးခွေလေးလုံးခွေမှာတော့ပွဲ43ဆိုပြီးတော့ထွက်ခဲ့တယ်။ဒီဘက်မှာပတ်တီရောပရိကောအခွေရောမွေးကနန်းမှာကျင်းတည်ထွက်စီရမယ်။တရားရဂိုင်းတို့တငယ်အမခံပြီးပြေးမယ်။တရားရဂိုင်းတို့ပဲအမခံခံဘလောက်ရဂိုင်းတို့ပဲအမခံခံတငယ်အားလုံးစေတနာနဲ့သာကုညီတာဖြစ်တယ်။နော်။စေတနာနဲ့နော်ပတ်တိတလုံးယူလို့လည်းပတ်စံ90လည်းမပြေးရဘူး။တရားလည်းမပြေးရဘူး။ break ယူလို့လည်း90လည်းမပြေးရဘူး။တရားလည်းမပြေးရဘူး။တငယ်ဒီမှာပဲချပြပြီးတယ်။အခွေယူလို့လည်း90လည်းမပြေးရဘူး။ တရားလည်းမပေးရဘူးဒီမှာပဲအားလုံးကိုချက်ပြပေးနေတာ ဖြစ်ပါတယ်။တန်းငယ် member မခေါ်သေးဘူးเนาะအဖွဲ့ဝင်မခေါ်သေးဘူးเนาะအဖွဲ့ဝင်ခေါ်တဲ့ချိန်ကျရင်အဖွဲ့ဝင်ခေါ်ပါပြီလို့တန်းငယ်ပြောပေးမယ်เนาะအခုအဖွဲ့ဝင်မခေါ်သေးဘူးဟုတ်ပြီလားအဖွဲ့ဝင်မခေါ်သေးပါဘူးအဖွဲ့ဝင်ကဒီလိုရှိတယ်ကျွန်တော်ခုဒီဘက်ကမွေးကနန်းချင်းတွေတရားကနန်းချင်းတွေထွက်စီရမယ်မွေးကနန်းတန်းငယ်အထူးမွေးကနန်းလေးခုတန်းငယ်ဒီဘက်ချင်းတွေထွက်အောင်ကူညီပေးမယ်ချင်းတွေထွက်တဲ့ဇကာလမှာတန်းငယ်အကောင်းဆုံးဖြစ်အောင်အကောင်းမှုဆုံးဖြစ်အောင်ကျွန်တော်ရဲ့ကိုယ်မတီးကိုကြောက်အောင် ကိုညီပေးမှာဖြစ်တယ်အဲ့မှာကျွန်တော်ရဲ့ကိုမကြီးလာယူတဲ့အကူဒီမကြီးမွေးကနန်းအောင်ရေစေတနာကြီးမဟုတ်ဘူးလေနော်စေတနာကြီးစင်ပြေတော်မဟုတ်ဘူးလေတော့လွှဲကြရမယ်နော်အဲ့လိုမျိုးလေးရှိတယ်ခင်ဗျာဆိုကျွန်တော်ရဲ့ကိုမကြီးပတိ break အခွေအဲ့ဒီသုံးမျိုးကိုစတင်ပြီးပြမယ်အရင်ဆုံးတော့ပြပေးနေကြတိုင်းအခွေရင်ဆုံးပြပေးမယ်အခွေလေးတစ်ချက်လိုက်ကြည့်နော်အခွေရတော့မျိုးကျွန်တော်ရဲ့ကိုမကြီးနော် တကယ်ကစားတဲ့သူကတော့တကယ်ပေါက်တယ်နော်တကယ်ကစားတဲ့သူကကျွန်တော်ရဲ့ကွေမာတွေတကယ်ရှယ်ပေါက်တယ်အဖထူးခွေပဲနော်အပတ်တိုင်းတန်းငယ်ထုတ်ပေးတိုင်းအခွေကမထွက်ဘူးဆိုတာမရှိတလို့ရှားတယ်ထူးခွေဟာတန်းငယ်ထုတ်ပေးလိုက်တိုင်းမထွက်ဘူးဆိုတာမရှိတလို့ရှားတယ်နော်ဘိုင်ဘာအမတ်တယောက်ရှိရပြန်နော်အန်အောဖို့ကောင်းတာကိုကျွန်တော်တစ်ချက်ပြောပြမယ်အဲ့ဒီအမအောပေါ့နော်ကျွန်တော် တကယ်အန်အောတယ်ဗျာနော်ကျွန်တော်တကယ်ကြီးဒီလိုအမပေါ့နော်ဆိုရဲဒီလိုအမတ်တယောက်ကိုတော့ကျွန်တော်အန်အောတယ်ဗျာ ဘလို့အောင်လဲဆိုတော့ကျွန်တော်ကပုံမှန်တစ်ချက်ပြပေးမယ်เนาะဒီအမเนาะသူသူပုံတော့မတင်တာပါဘူးပုံတင်လဲကျွန်တော်မပြပါဘူးเนาะဟိုင်းနဲ့ဘတ်ရှင်းမလို့ညနေပေါက်ခဲ့ရင် Sunday လွဲပါမယ် Sunday မှာ cancel မယ်ဆိုတော့ကျွန်တော်953 4ဘူး4လေးပြီးတော့1500ဘူးပေါက်တယ်65မှာတခါ1500ဘူးသူတခါပေါက်တယ်ဆင်ပြေတော့နောက်တစ်နေ့မှာเนาะနောက်တစ်နေ့ဒီမှာ69 16 86ဒီကူမှာ 60ရှစ်ဆိုပြီးတစ်ချိန်ပေါက်တယ်နှစ်ချိန်နောက်ထပ်1500ဘူးရတယ်မောင်လေး3000ဘူးဖြစ်သွားပြီเนาะပထမ1500ဘူးဒီရတော့နောက်ထပ်နှစ်ခါဖြစ်သွားပြီเนาะလို့ပို့လိုက်တယ်နောက်တစ်ခါ6950 10 19မှာ65ဆိုပြီးတစ်ချိန်ပေါက်တယ်2000ဘူးပေါက်တယ်မောင်လေးဆိုတော့3000 1500 2000 2000ဘူး1500နှစ်ခါဆိုတော့3000အခုက2000ဘူးဆိုတော့9000ဘူးပေါက်တယ်သုံးကြိမ်ဖြစ်သွားပြီအဲ့လောက်တော့ဘာပြောလဲဆိုတော့အမလိုက်ဝင်ခံရရင်အမကအရန်ရှုံးနေသေးတယ်မောင်လေးရဲ့ညက်နေမောင်လေးကနန်းဘောပဲတိတိမိ တော့ရေးလို့အမကလည်းလို့ဒီလောက်ဇက်တိုက်မှန်နေဟုတ်တယ်တဲ့မင်းကနဲ့မချက်ချင်းပြောင်းသွားတော့နော်မင်းကနဲ့နေမှန်တယ်ငါကအသေးခွေလိုက်နေတာတဲ့ငါအသေးခွေကြားနိုင်ခြင်းဖြစ်သေးလားတဲ့ငါကတဲ့16238ခွေလိုက်နေရတဲ့ခဏရသေးလားဆိုခဏပို့ပေးလိုက်ပါတယ်အဲ့နေတွေပဲပို့ပေးလိုက်တယ်အဲ့နေမှာကျွန်တော်ပို့တော့ဘူးအဲ့နေကအဲ့ရစားပြီးကျွန်တော်လွဲသွားတယ်ပေါ့နော်တောက်ကြနေကြထိုးချေရမ်းနိုင်မလိုက်နိုင်တော့ဘူးဆိုသူ့ရဲ့အခွေ เนาะတောက်ကြံနေမှာထွက်သွားတယ်ပေါ့เนาะတောက်ကြံနေမှာ20တိဆိုပြီးသူ့အခွေထွက်သွားတယ်အဲ့တော့ကျွန်တော်အဲ့ဒီတိမှာကျွန်တော်ကဒီမှာဓာတ်ရောင်သိန်း40ကျော်ရှုံးနေတယ်သူကအေးဘောလို့ဒီဘွဲခေအခွေကစားကြည့်ရင်တော့ကျွန်တော်ဒီဒီဒီဘွဲမှာ3849အခွေလို့ကစားပါလို့ဟူမကျော်ပတ်တီက6ပတ်တီပါမပြောခရိက6ပတ်တီပါလို့ Okay မောင်လေးက60မွေးထားပါဒီတပတ်ဆိုပြီးတော့တကွက်ထဲမွေးပြလိုက်တယ်လွှဲပြီးပြောအောင်တော့မလို့မလွှဲပြတော့ဘူးလားမအေးဆိုတော့เนาะတန်းငယ်3ချိန် တိတိကျွန်တော်ရဲ့ကိုမလေးကုညီပေးတယ်ဒီလိုလူမျိုးကိုကျွန်တော်ပြောပြတာသုံးချိန်တိတိကုညီပေးတယ်ကုညီပြီးတော့သူကရှုံးချိဆက်နေလို့ဆောင်းအောင်မလို့ဆိုတော့ကျွန်တော်ဘာမှမရေးတော့ဒီနေ့ပတ်စံကိစ္စရှင်လို့ပြီးသေးဦးတယ်မနေ့ပြန်ညမနေ့ဘာမှမထည့်လိုက်အောင်မလို့တဲ့လောင်ကစားသမားကလည်းလုံးမရဘူးလေငါလည်းကျင်နာနေတာဟူးမကျော်ပတိကျင်သေးတာပဲတဲ့။တော့ကျွန်တော်ဒါအောင်တာဘာလဲဆိုတော့45ဆိုတဲ့အခိုးကအောင်သွားတယ်45တခါအောင်တယ်နောက်ပြီးတော့အခိုးရေးဆက်ပြီးတော့အောင်တယ် เนาะဒါတော့မှဖွဲ့ဝင်တဲ့နောက်ဆုံးရင်ဒီနေ့ကစားပြီးလွတ်လို့ရပါတယ်သူဖွဲ့ဝင်ကြီးတော့ခဏဝန်းချင်ဟုတ်ဖွဲ့ဘာရလဲပြည်စာလေးပို့ပေးထားဆိုညနေရောရလာပုံလေးဆိုအဲ့တည်းကနေစားပြီးတော့เนาะဟိုဘာလောက်မှန်မှန်ပေါ့เนาะဒူရီယာသူသူလိုရှုံးတာကိုတန်းငယ်အပြစ်ဟိုပါပေါ့เนาะအရင်တင်းဘလောက်ပြီးပါဘောရပြီးပါဆိုရင်တန်းငယ်တောင်းတာမျိုးမရှိဘူးเนาะဘလောက်ရောဘောရဆိုစေတနာရှိတဲ့လောက်မဟုတ်လေးပဲတွေ့ခိုင်းတာဒါပေမဲ့ သူတို့ရုံနာကိုကိုချင်းမစားလို့မဟုတ်ပါဘူးကိုချင်းစားပါဒါမှတန်းငယ်ရှိမှအယူပြီးတော့ရှုံသွားတယ်ဆိုတာနဲ့နဲပါတယ်နော်အဲတန်းငယ်စေတီးတက်လို့စေတနာကြီးမဟုတ်ဘူးလေးမြန်လွှဲပေးမလားဆိုတော့သူကစားလည်းမရတော့ဘူးဘာမှအကြောင်းလည်းမပြန်တော့ဘူးနော်နောက်ပိုင်းကျတော့နတန်းငယ်ဘာမှတော့မပြောတော့ပါဘူးနော်ဒါပဲဘလို့ပဲဖြစ်ဖြစ်ဘာမှတော့မပြောတော့ဘူးနော်ထားလိုက်တော့ပေါ့နော်ဘာတတ်နိုင်မှလဲပေါ့အဲ့လိုလူမျိုးတွေကအများကြီးရှိတယ်နော်အဲ့လိုလူမျိုးတွေကအများကြီးရှိတယ်အဲ့အဲ့လိုမျိုးတွေကြတော့ စိတ်ညစ်ရအဲ့လိုလူမျိုးတွေများလာရင်တော့ဖွဲ့ဝင်ရခေါ်ပြစ်မှာပါเนาะအဲ့လိုလူမျိုးတွေများလာရင်တော့ဖွဲ့ဝင်ရခေါ်ပြစ်မှာဘာလို့လဲဆိုတော့ဘလောက်ပဲဟိုဘောเนาะမှန်မှန်စေတနာကြီးမုတ်ဖို့လေးတောင်ပါเนาะ1000 5000မို့အများကြီးမဟုတ်ဘူး1000 5000အဲဒီလောက်လေးစေတနာကြီးမုတ်ဖို့လေးအခုတင်မှာကျွန်တော်ပြောချင်တာပတ်စံ1000ကြီးလို့ထမင်းเนาะဟိုမိသားစုနဲ့စားမယ်ဆိုရင်ထမင်းတနက်စားလို့မရပါဘူးเนาะထမင်းတနက်ကိုကောင်းကောင်းမွန်မွန်လေးစားလို့မရတော့ဘူးဗျခုခင်ပါเนาะ ခုခေတ်မှာထမင်းတနက်ကိုတက်တောင်းရှိအောင်ငောင်းမှုစားလို့မရတော့ဘူးနော်ဒါပြောပြပြီးတာဒါပေမဲ့အဲ့လိုဟိုအများကြီးလွဲပါလို့ပြောတာမျိုးမဟုတ်စေတနာရှိတဲ့လောက်မဟုတ်ဘူးလေပဲဆင်းပြီးတို့လွဲလို့ရတယ်လို့ပြောတယ်ဒါပေမဲ့အဲ့လိုမျိုးလေးလူတွေမလွဲဘူးနော်ဘယ်လောက်မှမှန်အဲ့လိုမျိုးလေးဟိုတုံးကျင်စတိုက်ကိုမှန်ကိုကူညီပေးခဲ့ရင်လည်းအဲ့လိုလူမျိုးတွေအများကြီးရှိတာကြောင့်အဲ့လိုလူမျိုးတွေရမ်းများလာခဲ့ပြီဆိုရင်တော့အဲ့လိုလူမျိုး၃လောက်တော့ရှိတယ်တနေ့တူတူမပြရတော့ဘူးနော်အဲ့လိုလူမျိုးတွေအများကြီးရှိရင်တော့ဖွဲ့ဝင်ရခေါ်ပြစ်မှာပါနော် အဖွဲ့ဝင်ရခေါ်ပြမှာပါเนาะအဖွဲ့ဝင်ရခေါ်ပြမှာပါဒီမရေเนาะဒါကျွန်တော်ဒီအမောင်လည်းအပြစ်မြင်တာပြစ်တင်တာတော့မဟုတ်ပါဘူးဒါဒီလိုလူမျိုးတွေရှိခဲ့เนาะနောက်ပိုင်းကျရင်အဖွဲ့ဝင်ခေါ်ပြမှာပါလို့ပြောပြတာเนาะသူမပြီးလဲဘာမှမဖြစ်ဘူးသူဒီတကယ်လို့ဒီ live show ကိုကြည့်နေမှာဆိုရင်တော့မပြီးလဲဘာမှမဖြစ်ပါဘူးခဏန်းယူမယ်ဆိုရင်လည်းယူလို့ရပါတယ်ပို့ပေးပါမယ်เนาะပို့ပေးပါအောင်ပဲเนาะဟိုစေတနာကကျွန်တော်၃ချိန်စလိုက်ကောင်းပေးတယ် အခုကျွန်တော်ထပ်ပြီးတော့အဲ့အမတကယ်လို့လာတောင်းခိုင်းလဲကျွန်တော်ပို့ပေးရုံပါပါနော်သူဘက်တီးလို့ break တို့အခွေလို့လာတောင်းရင်ကျွန်တော် free ပို့ပေးရုံမယ်နော်စေတနာကောင်းရင်ကံကောင်းနေဆိုတာလေးကိုလက်ဝဲကင်ထားခြင်းကြောင့်နော်ပို့ပေးရုံမယ်လို့အဲ့အမကိုလည်းဒီဟာနေပြောခြင်းပါတယ်နော်ကဲဒါဆိုရင်အဲ့လိုလူမျိုးတွေများလာရင်တော့ဝဲဝင်ခေါ်ပြမှာကျင်းတည်ပဲနော်အဲ့ဆိုအခွေသွောင်းမယ်နော်အခွေအခွေကျတော့တို့ဘယ်လိုသွောင်းမလဲဆိုတော့အရင်ဘက်ကအရင်တဝဲရမူတိုင်းပဲ တစ်ချောက်တည်းတည်းရှစ်ခွန်ရှစ်ဖိတ်တစ်ခွန်နှလုံးမောင်းခြင်းတစ်ခွန်နှလုံးမောင်းခြင်း ရှစ်လို့ရတယ်ရှစ်ပါဝါတီ3နဲ့ရှစ်3လို့ခေါ်မြန်ပြီအဲ့ဒီရှစ်3ကိုတွဲမယ်အဲ့ဒီရှစ်3ကိုဘာနဲ့တွဲမလဲတန်းငယ်ရည်ဆိုတော့အဲ့ဒီရှစ်3ကိုကျွန်တော်ကွေမိုင်းတစ်ချောက်ချောက်ဖိတ်ငါးနဲ့ငါးထိပ်84က၄ရဲ့ဖိတ်ရတယ်6 5 4 3လုံးပေါင်းခြင်း6နဲ့9နဲ့ပေါင်းတော့1 1နဲ့4နဲ့ပေါင်းတော့9လို့ရတယ် ငားရဲ့ဘာဝတီတုံညာလို့ရ၈35တုံညာအခွေအပူပါလို့ထည့်မယ်ဟုတ်ကဲ့နော်၈35တုံညာအခွေကျွန်တော်ဒီမှာ၄အပူပါလို့ထည့်မယ်နော်၈35တုံညာအခွေအပူပါတော့ဘာထွက်လဲတန်းငယ်ရေဆိုရင်80ခါ။ဟောတခုပြောမယ်ဒါယူထားတာတနင်္လာအင်္ဂါဘုဒ္ဓဘုတနင်္လာအင်္ဂါဘုဒ္ဓဘုယူထားနေကြတိုင်းတနင်္လာအင်္ဂါဘုဒ္ဓဘုယူထားတာပါ။ခြံထားခဲ့တာမဟုတ်ဘူးခြံထားခဲ့တာနော်။ တာတာပရီနဲ့တောက်ကြောက်ကြံနေခဲ့တာမဟုတ်ဘူးတန်းငယ်ခြံထားခဲ့တာပါတန်းငယ်စိုက်တရားတနင်္လာအင်္ဂါဘုဒ္ဓဘုဒ္ဓတနင်္လာအင်္ဂါဘုဒ္ဓဘုဒ္ဓတနင်္လာအင်္ဂါဘုဒ္ဓဘုဒ္ဓအဲ့လားတွေကိုယူယူပြီးတော့ပြပြနေခြင်းဖြစ်တယ်ဒါကြောင့်မလို့ကြံထားခဲ့တာမဟုတ်ဘူးခြံထားခဲ့တာနော်အဲတချို့ရေမသိတော့အကောမန့်အောက်မှာကြံခဲ့တယ်ဟိုကကြံခဲ့တယ်တရားကြံခဲ့တယ်ဆိုပြီးရေးကြလို့ကြံထားခဲ့တာမဟုတ်ဘူးခြံထားခဲ့တာဒီမှာမြင်းလေးလေးပိတ်ပေးထားတယ်ဒါတနင်္လာရင်ကဗောဓဘူးနေတီတနင်္လာရင်ကဗောဓဘူးနေတီတနင်္လာရင်ကဗောဓဘူးနေတီတောင်းရဆောင်ကျွတ်တာ ရှစ်သုံး၅သုံးမြောက်ခွေကိုသူကဘာထွက်လဲဆိုရင်80ဆိုပြီးထွက်တယ်။85ဆိုပြီးထွက်တယ်။80တခါ85တခါကျွန်တော်တို့တောက်ကြနေကြတော့10ပူးဆိုပြီးတခါဆက်ထွက်တယ်။နော်ဘယ်နှချိန်လဲဆိုရင်သူက3ချိန်ပေါ့နော်။နော်80တချိန်85တချိန်10ပူးတချိန်3ချိန်ဆက်တိုက်ပေါ့နော်3ချိန်တိတိအဲ့ဒီအခွေရှစ်သုံး၅သုံးမြောက်ခွေကအောင်မြင်ခဲ့တယ်။အဲ့ကျွန်တော်လိုင်းလွင်နေတယ်နော်နောက်ပြန်မပြန်ဆက်မယ်။ နော်၈၃၅၃ညာခွေကို၈၀တခါ၈၅တခါ၈ဘူးတခါ၃ချိန်ထွက်တယ်။ကြည့်ဒါဆိုကျွန်တော်ကဒီမှာဆက်သွားမယ်။ဒီနီးမှုတိုင်းပဲဆက်သွားမယ်ဆိုရင်တဲ့။ဒါအပေါ်အပေါ်ပွဲမှာလည်းအောင်မြင်မှုရတာလေနော်။ဘာကျန်ခဲ့တဲ့ဘုရားတန်းငယ်ယူလာတဲ့ site ပဲ။85ဒီ၈ထိပ်ပါတဲ့။၆၅က၅ပဲ၈၅နှလုံးမုံချင်း၈နဲ့၅နဲ့ပေါင်းတော့၃တာ။ပုံမှန်ပါဒီ၈ဟုတ်ပြီ၃၈ကိုသူကတွဲမှာကဒီပေါ်နီးမှုတိုင်း၈၅က၅ပဲ။ 68ကိုထိ65က5ပိတ်တဲ့965သုံးလုံးပေါင်းခြင်းဖြစ်တယ်ဟုတ်ပြီနော်ငားနဲ့ကိုနဲ့ပေါင်းတော့လေလေးနဲ့ငားနဲ့ပေါင်းတော့6လို့ရမယ်6ပါဝါသည်လေးလို့ရမယ်6လေးသည်ကျွန်တော်ရခုမှာ36လေးသည်အခွေ36လေးအခွေလို့ရမယ်နော်36လေးကိုကျွန်တော်ရခုမှာ8ထွက်လေးဆိုရင်သူက 43ဆိုပြီးထွက်သွားတယ်เนาะ36ကိုလေးခွေကို4ပိုင်း3ပိုင်းနဲ့43ဆိုပြီးထွက်ကြံခဲ့တဲ့ဘွေရအတိုင်းပဲဒါလောင်ဝဲပွဲမှာဆိုရင်ကျွန်တော်ရဲ့ဒီမှာဒီအခွေကစားခြင်းနဲ့အကုန်မများဒါ free pay ချင်းဖြစ်ပါရင်တနေ့တမှာကစားမကြရင်50ဘိုးလည်းမထုံးနဲ့100ဘိုးလည်းမထုံးနဲ့ကိုပစံနဲ့ကိုထုံးတာเนาะကဲ43ဒီကျွန်တော်တို့၄ထိပ်ပါတဲ့15က5ပိတ်၄၅နှလုံးပေါင်းချင်း6လို့ရမယ်6ပါဝါက၄လို့ရမယ်6လေးပေါ့အဲ့ဒီဟာကိုတွဲမှာကဒီပေါ်နီးမှုတိုင်း လေးသုံးသုံးအပိတ်တစ်သုံးကတစ်ထိတ်သုံးညခွန်ခွန်အပိတ်နေတယ်သုံးတစ်ခွန်သုံးလုံးပေါင်းချင်းနဲ့သုံးနဲ့တစ်နဲ့ပေါင်းတော့၈ပါ၈နဲ့ခွန်နဲ့ပေါင်းတော့ပါရမလဲသုံးရတရပေါင်းတော့သုံးနဲ့တစ်နဲ့ပေါင်း၄မဟုတ်တော့သုံးနဲ့တစ်နဲ့ပေါင်းတော့၄၄နဲ့ခွန်နဲ့ပေါင်းတော့တစ်ကိုရတယ်တစ်ပါဝါတိ၆ပါကိုးလေးတစ်၆အခွေပါတဲ့ဒါအပူပါဝါရယ်နော်ဒါအမြဲတမ်းပြောနေကြတိုင်းအပူပါကိုးလေးတစ်၆အခွေအပူပါ ဘာဝတ်တဲ့အခွေကစားခြင်းနဲ့ကိုမမြသုံးလေးတချို့အခွေအပူပါတန်းငယ်ထုတ်ပေးထားပါတယ်ဟုတ်ပြီလားနော်ဂျိုင်းနေတဲ့အခွေမာလေးကိုလေးတချို့အခွေမာနော်ကိုလေးတချို့အခွေအပူပါထုတ်ပေးထားတယ်ဂျိုင်းနေတဲ့ကိုမမြကစားကြတာဆို break တစ်ချက်သွားမယ်နော် break ကလည်းဂျန်ခဲ့တဲ့ပွဲရမှန်ခဲ့တဲ့ break ပဲ50နှစ်နှစ်ရဲ့ break နော်ယူလာလေးပြန်ပြောပြီးမယ်နော်တချို့တွေ comment အောင်မှာလာရေးမှာဆိုလို့နော် တနင်္နာအင်္ဂါဗုဒ္ဓဘူးတနင်္နာ အင်္ဂါဗုဒ္ဓဘူးတနင်္နာ အင်္ဂါဗုဒ္ဓဘူးတနင်္နာအင်္ဂါဗုဒ္ဓဘူးတနင်္နာအင်္ဂါဗုဒ္ဓဘူးတနင်္နာအင်္ဂါဗုဒ္ဓဘူး၃ရက်စာယူထားခြင်းဖြစ်တယ်ဇာတာပရိတောက်ကြ၂ရက်တော့ကိုခြံထားခဲ့တာပါ ကြံနေခဲ့တာမဟုတ်ပါဘူးခြံထားခဲ့တာပါနောက်ပြီးတော့အဓိကပြောချင်တာကနော်ဟို comment out တွေမှာရယ်နောက်ပြီးတော့သူ Viber မှာရောဖုန်းဆက်ပြီးတော့ရောတချို့တွေမေးတယ်တန်းငယ်ရေးတားမဲ့နာမည်နဲ့ပတ်သီးတွေပေးနေတယ်အခွေပတ်သီးတွေပေးနေတယ်ဆိုရင်တန်းငယ်လုံးဝမဟုတ်တန်းငယ်ဖုန်းဆက်ပြီးတော့ဘသူ့မှာခဏမပေးဘူးနော်တန်းငယ်သုံးနဲ့ဖုန်းနံပါတ်ကိုတန်းငယ်ကိုအားပေးတဲ့သူတွေဆိုရင်မှတ်ထားတန်းငယ် line ပေါ်လည်းတင်ပေးထားတယ်နော် line ပေါ်လည်းတင်ပေးထားတယ်တန်းငယ်ကိုအားပေးတဲ့အကိုရီမတွေဆိုရင်မှတ်ထား တားငယ်ဒီဖုန်းနံပါတ်နှလုံးပဲသုံးတယ်။နော်ဖုန်းနံပါတ်နှလုံးပဲသုံးတယ်။ဟုတ်ပြီလား။တလုံးကမွေးကနန်းဖုန်းနံပါတ်နော်တလုံးကမွေးကနန်းဖုန်းနံပါတ်တလုံးကနေတိုက်ဖုန်းနံပါတ်ဖုန်းနံပါတ်နှလုံးပဲသုံးတယ်။ဒီမှာလည်းတင်ပေးထားတယ်နော်။နော်တန်းငယ်နံပါတ်နဲ့နော်ဖုန်းဆက်ပြီးခဏနေပေးနေချင်းစီတန်းငယ်လုံးဝမဟုတ်ပါဘူးတန်းငယ်ဒီဒီဖုန်းနံပါတ်နှစ်ခုသာသုံးပါတယ်669293398ကနေတိုင်းဖုန်းနံပါတ်ပါနေတိုင်းပါနော် ဆန္ဒနာရီတမင်းနဲ့၄နိုင်ခွဲတို့ပို့တဲ့နေတိုင်းဖုန်းနံပါတ်ဒီ669 946 865ကမွေကနန်းတစ်ခုပဲတုံးတယ်နော်အဲ့ကမ္မနေတိုင်းလာတောင်းလို့မပေးဘူးမွေကနန်းတစ်ခုပဲပေးတယ်669 946 865မွေကနန်းတစ်ခုပဲပေးတယ်ကျန်တာဘာမှမပေးဘူးနေတိုင်းမပေးဘူးမွေကနန်းနဲ့ပတ်သက်တာပေးမယ်အခွေတွေပေးမယ်ဒါပဲပေးတယ်နော်နေတိုက်လိုချင်တော့669293398ဒါမှဟိုင်းအဲ့ဒီဘုံမှာเนาะနေတိုက်ပြီးအဲ့လိုမျိုးလေးရှိတယ်เนาะဒါပြပြပြီးတာ ါတချို့ရေဆိုရင်ဒီမှာခံလိုက်ရပြီးတော့ဒါသူတို့ကဒါဖုံးဆက်ပြီးတော့ဗောနော်ဒါပြောတဲ့သူတွေဗောနော်ချို့ရေဆိုရင်လည်းဒီမှာရှိတယ်နေနော်မဟုတ်တယ်တဲ့အမဝေရောပဲဖုံးဆက်တယ်အမှန်ပဲဗောတဲ့ဒီမှာနော်ဒါတသုံးမှလည်းပေါက်တယ်ဒါပေါက်တဲ့သူတွေဗောဗျာအလားမျိုးလေးရှိတယ်နော်အားကြောင့်မို့တတိထားနော်တန်းငယ်ထုံးနံပါတ်နှလုံးပဲသုံးတယ်နေတိုင်းဖုန်းနံပါတ်669293398နဲ့ဝေကနန်ဖုန်းနံပါတ်662956 865ဒီဖုန်းနံပါတ်နှလုံးပဲသုံးတယ်ကျန်တဲ့ဖုန်းနံပါတ်ဒီနယ်ဖုန်းခေါ်နေရင်ဒီတန်းငယ်လုံးဝလုံးဝမဟုတ်ပါကြောင်းကြွတင်ရေးကျွန်တော်ရဲ့ဂွေမိုင်အားလုံးကိုတတိပေးအပ်ပါတယ်เนาะဒါကျွန်တော်ရဲ့ဂွေမိုင်အားလုံးကိုเนาะဟိုလိန်ခမ်းမှာဆိုလို့ပြောပြပေးတာเนาะဟုတ်ပြီလားကဲဒါဆိုကျွန်တော်ရဲ့ဂွေမိုင်ရေးဆက်တော့မယ်เนาะတော့ပရိကဘလူလာမလဲဆို92ပိတ်84လေးဒီကျွန်တော်ရဲ့ဂွေမိုင်ကိုသူတို့နှလုံးမုန်းခြင်းလဲ နှစ်ရှစ်လေးသုံးလုံးပေါင်းကြည့်နှစ်နဲ့ရှင်းတဲ့ပေါင်းတော့၃ညာ၃ညာနဲ့၄နဲ့ပေါင်းတော့၄၄ရက်နှစ်ခတ်တည်ကျွန်တော်ကမှများနှစ်နှစ်တည်ကျွန်တော်ရဲ့ကမှဒီမျိုးသေးတော့ break နှစ် break ကို၃ညာနှစ်ဆိုပြီးထွက်တယ်ဒါမပြောက် break ပါမပြောက် break နှစ် break ကိုကျွန်တော်ရဲ့ကမှဘာထွက်ဆိုရင်၃ညာနှစ်ဆိုပြီးထွက်တယ်နော်ဒါဆိုကျွန်တော်ရဲ့ကမှဆက်တော့မယ် break ကကြတော့၃ညာနှစ်နှစ်ရဲ့ break 65ဒီသူတို့နှလုံးပေါင်းခြင်း295 3လုံးပေါင်းခြင်း2နဲ့6နဲ့ပေါင်းတော့1 1နဲ့9နဲ့ပေါင်းတော့6လို့ရမယ်6ကိုနှစ်ခက်ခေါ်တော့9 ကိုဘရိတ်ဒီကျွန်တော်ရဲ့ခွေမာကြီးမဖြောက်တဲ့ break ဒီမှာမဖြောက်ဘရိတ်နှစ်ဘရိတ်ကို၃ညနေဆိုပြီးထွက်တယ်ဒီမှာမဖြောက်ဘရိတ်ကိုဘရိတ်ကို45ဆိုပြီးထွက်တယ်နော်45ဆိုဘရိတ်အာတောက်ကြနေညနေရလေ45ဆိုပြီးပြန်ပြန်ထွက်တာဒီလိုမျိုးပဲတော့အဲ့လိုမဖြောက်ဘရိတ်လေးကစားခြင်းနဲ့ကိုမများနော်သူက20ရပေးမယ်ဆိုရင်ခွန်ဘူးခွန်ပိတ်၃ညခွန်သူတို့နှလုံးပေါင်းခြင်းနဲ့ခွန်၃ညခွန်၃လုံးပေါင်းခြင်းခွန်နဲ့၃ညနဲ့ပေါင်းတော့ခွန်ခွန်ရဲ့ခွန်ရဲ့ပေါင်းတော့၄ လေးရက်နှစ်ခက်တိနှစ်နှစ်တိကျွန်တော်ကမှတမျိုးတည်းတော့ break မပြောက်တဲ့ break ဖြစ်ပါတယ်မင်္ဂလာပါနော်အားလုံးမင်္ဂလာညချမ်းပါနော်ဒါဆိုမပြောက် break တိနှစ် break လို့ရမယ်လာမပွဲအတွက်ပေါ့နော်မပြောက် break ကစားခြင်းနဲ့ကိုမှမပြောက် break ကနှစ် break လို့ရမယ်ဂျိုင်းနေတဲ့ကိုယူမိုင်းအားလုံးပဲကစားဟုတ်ပြီနော်ဒါဆိုရင်ဘူးမကျော်ပတိလေးထောက်ပေးမယ်နော်ဘတော်မကျော်ပတိ

နှစ်တည်ကျွန်တော်ရဲ့ကူမလေးဗုဒ္ဓဘူးမကျော်တဲ့ပတိเนาะဒါတနေ့နာအင်္ဂါဗုဒ္ဓဘူး၃ရက်ဆောင်ယူထားတာဆိုတော့ပို့ပြီးတော့အဆင်ပြေတာပေါ့เนาะကျန်ကလေးပင်မှာလည်းကြီးလိုက်เนาะမှန်ခဲ့တယ်ဒီဆိုင်ကလေးရเนาะကျန်ကလေးပင်မှာလည်းကျွန်တော်ရဲ့ကူမလေးကြီးလိုက်ဒီဆိုင်လေးရမှန်ခဲ့တယ်เนาะဒါဆိုရင်ပတိနှစ်ပတိဗုဒ္ဓဘူးကျော်ပတိကို၃ည2ဆိုပြီးထွက်တယ်เนาะဦးကျော်ပတိနှစ်ပတိကိုဘာထွက်လဲ၃ည2ဆိုပြီးထွက်တယ်ဆက်တော်မယ် 3.5တိကျွန်တော်3.2တိကျွန်တော်ကူမာရေ3.85ထိပ်85ပဲ80ပါ8ထိပ်နဲ့3.5ရှစ်ပေါင်းလုံးပေါင်းချင်တယ်3.5နဲ့9နဲ့ပေါင်းတော့9 9နဲ့ရှစ်နဲ့ပေါင်းတော့3ကိုရမယ်3တိကျွန်တော်ကူမာရေဗုဒ္ဓဘုမကျော်တဲ့ပတ်တိနော်3ပတ်တိကျွန်တော်ကူမာရေဗုဒ္ဓဘုမကျော်ပတ်တိကိုဘာထွက်လဲဆိုရင်တူက 43ဆိုပြီးထွက်တယ်13ဆိုပြီးတနင်္လာနေ့အင်္ဂါနေ့မှာ43ဘောရဘူးနေ့မှာ13ဆိုပြီး33ဆိုပြီးနှစ်ချိန်ထွက်တယ်နော်ဘာဘောရဘူးမကြောက်ပတ်တီဒီမှာဆိုဘောရဘူးကြောက်နှစ်ပတ်တီကို3ညနေ့ဆိုပြီးတနင်္လာနေ့မှာထွက်တယ်ဒီမှာဘောရဘူးကြောက်3ညပတ်3ပတ်တီကိုအင်္ဂါနေ့မှာမနေ့ပိုင်းမှာတစ်ချိန်ဘောရဘူးနေ့ညနေပိုင်းမှာတစ်ချိန်နှစ်ချိန်ထွက်တယ်ဒါဆိုရင်ကျွန်တော်ကမှများအလုံးကနော် ကျွန်တော်တို့လာမယ်ပွဲပေါ့နော်လာမယ်ပွဲအတွက်ဗုဒ္ဓဘုမကျော်ပတ်သီးကိုကစားခြင်းနဲ့ဆိုရင်ယုံကြည်တဲ့ကိုယ်ဒီမကြီးအားလုံးကစားနော်ယုံကြည်တဲ့ကိုယ်ဒီမကြီးအားလုံးကစားမယုံကြည်တော့ကျွန်တော်ကိုယ်မကြီးတယောက်မှမကစားနဲ့ဟုတ်ပြီနော်ယုံကြည်တဲ့ကိုယ်ဒီမကြီးအားလုံးပဲကစားပါဗျာမယုံကြည်တော့ကျွန်တော်ကိုယ်မှာဗျာမကစားနဲ့ဟုတ်ပြီလားခွန်ဘူးဒီ ်ထိတ်43 3ပိတ်59ကလေးထိုင်တယ်ခွန်3 4 3လုံးပေါင်းချင်းခွန်နဲ့3နဲ့ပေါင်းတော့3ည3ည4နဲ့ပေါင်းတော့4 4ဒီကျွန်တော်ရဲ့ကွေမာဒီဘုဒ္ဓဘုံကြော်တယ်ပတ်သီးဖြစ်ပါတယ်4ပတ်သီးဘုဒ္ဓဘုံမကြော်တယ်ပတ်သီးဖြစ်တဲ့ငယ်ခိုင်သုံးထားတာဖြစ်ပါတယ်ကျန်နေတဲ့ပါတယ်ဆိုတဲ့ကိုရီမာရီအားလုံးပဲကစားနော်ကျန်နေတဲ့တယ်ဆိုရင်ကျွန်တော်ကမှပြ အားလုံးကစားနိုင်ပါတယ်။ပကြိုင်မှုဆိုရင်90ကိုလည်းမတွုံနဲ့တရားကိုလည်းမထုံးနဲ့ပေါ့ဗျာ။ဟုတ်လား။တကယ်တွေ့တာသိတာမြင်တာလေးကိုသာချပြပေးခြင်းဖြစ်တယ်။ရစေခြင်းနဲ့ဆန္ဒတစ်ခုနဲ့ချပြတာပါနော်။ကဲပြောတာအတိုင်းပဲဟိုတဘုံကျော်ပတ်တိ၄ပတ်တိမပြောပရိက္ခာ၂ပရိက္ခာအထူးအခွေ၄လုံးအခွေနဲ့ကုလီ၁၆အခွေအပူပါကစား နော်ရင်ပွဲကတော့ကျွန်တော်ကူမိုင်းဘာထက်လဲတည်ရနော်43ဆိုပြီးထွက်သွားတယ်ဗရိတ်မပြောက်ဘရိတ်ကိုဘရိတ်ကို45ဆိုပြီးထွက်တယ်ဒီတစ်ဝက်အတွက်အထူးမွေးကနန်း၄ခုကကျွန်တော်ကူမိုင်းတရရရိုင်းနှုံးပြေးတဲ့အမခံပြီးချိန်တည်ထွက်စီရမယ်နော်ဒီဘက်မွေးကနန်းယူတဲ့ကိုယူမိုင်းချိန်တည်ပေါက်စီရမယ်ဟုတ်ပြီနော်ချိန်တည်ပေါက်စီရမယ်ဗျာဒီတစ်ပတ်နော်တန်ငယ်တို့မွေးကနန်းယူထားတဲ့ကိုယူမိုင်းမွေးကနန်းယူမဲ့ကိုယူမိုင်းတရရရိုင်းနှုံးပြေးတဲ့အမခံပြီးမြေ ကျင်းသေးထွက်စီရမယ်ဟုတ်ပြီနော်နော်ပဝေးရောမတတ်မှတ်ထားပါဘူးနော်ဘလောက်ပဲကျင်းသေးတဲ့ရခိုင်နှုန်းပဲအာမခံခံတထောင်ရခိုင်နှုန်းပဲအာမခံခံတန်းငယ်ပဝေးမတတ်မှတ်ဘူးထွက်အောင်ကျင်းသေးထွက်အောင်တရားရခိုင်နှုန်းပြအာမခံပြီးကုညီပေးမှာဖြစ်ပါတယ်နော်အရှုံးများနေတဲ့ကိုရီမတွေအားလုံးလာယူစေခြင်းနဲ့တန်းငယ်ကိုအားပေးတဲ့ကိုရီမတွေ YouTube ကကိုရီမတွေရော Facebook ကကိုရီမတွေအားလုံးကလာယူစေခြင်းနဲ့ကျင်းသေးထွက်စီရမယ်ဟုတ်ပြီနော်ကျင်းသေးထွက်စီရမယ်မွေးကနန်းလေးကွာ လိုချင်တဲ့ကိုဒီမှာဒီဒီဖုန်းနံပါတ်662တေချာမှတ်ပါဖုန်းနံပါတ်ဒါမွေးကနန်းဖုန်းနံပါတ်နေတဲ့ဖုန်းနံပါတ်က669293 398နေတဲ့ဖုန်းနံပါတ်ဖုန်းနံပါတ်နှစ်လုံးပဲသုံးတယ်တေချာပြောတယ်နော်နောက်ပြီးကျမှဖုန်းဆက်ပြီးပေးနေတာမင်းကဖုန်းဆက်ပြီးပေးနေတာတလွဲတွေပေးနေတယ်ဘာညာကြီးလာမပြောကြနဲ့တန်းငယ်ဘသူ့အမဖုန်းဆက်ဘူးကိုယ့်ကိုဖုန်းဆက်ရင်တော့မကင်အားဘူးမအားလို့ နော်တေးသေးချာချာမှတ်ထားဖုန်းနံပါတ်နှလုံးမဲ့သုံးတဲ့နေတိုင်းဖုန်းနံပါတ်669 3968မွေးကနန်းဖုန်းနံပါတ်662 546 865နှစ်ကပ်ပဲသုံးတယ်နော်တရရကန်တို့ကျင်းတည်ကျွန်တော်ရဲ့ကိုမလေးအမကနဲ့ကျင်းတည်ထက်စီရမယ်ကြံကြတဲ့ပွဲရရှုံးတဲ့အကူမများလာယူစေခြင်းနဲ့လိုချင်နေဆိုရင်669 546 865ကိုမွေးလို့ဟိုင်းနော်669ဖုန်းနံပါတ်မှ946 865ကိုမွေးလို့ဟိုင်း အခုလွင့်ပေးတန်းလာကြီးကိုဆက်ခွင်းရှော့ရိုက်ထားဦးမကျော်ပတ်တီ၄ပတ်တီမပြောက်ပရိတ်၂ပရိတ်၉၄၁၆ပူပါကစားကိုဆက်ခွင်းရှော့ရိုက်ထားဟုတ်ပြီနော်ကြိုင်နေတဲ့ယူတော့မွေးနှံချင်းတွေထွက်စီရမယ်၆၆၂၅၄၆၈၆၅ဟုတ်မွေးလို့ဟိုင်းထားပါဗိုက်ပါမက်ဆေ့ရဟိုင်းပါနော်ဘိုင်ဘာတို့မဟုတ်မက်ဆေ့စင်ပြာကဟိုင်းခြိုက်တဲ့ရှိကဟိုင်းဘိုင်ဘာနဲ့မက်ဆေ့စင်ပြာကဟိုင်း တန်းရဲ့စေတနာနဲ့ပဲကူညီမယ်လို့ပြောထားတဲ့အတွက်ပေါက်ပြီးကတော့စေတနာကြီးမုတ်ဖိုးလေးတော့လွှဲချဟုတ်ပြီလားပေါက်ပြီးကတော့စေတနာကြီးမုတ်ဖိုးလေးတော့လွှဲချဟုတ်ပြီနော်ပေါက်သွားပြီဆိုရင်စေတနာကြီးမုတ်ဖိုးလေးတော့စင်ပြေတယ်လို့လွှဲပေးကြပါဟုတ်ပြီနော်တရားခိုင်နှုန်းချင်းတည်ထွက်မယ်ဟုတ်ချင်းတည်ကျွန်တော်ရဲ့ဖွေမာကြီးထွက်အောင်တန်းရဲ့ကူညီပေးပါမယ်ချင်းတည်ထွက်မယ်ခင်ဗျာလည်းတန်းရဲ့တိတိကျကျရှာပြမယ်ဗျာနော် မွေးကနန်းရှာရတာဒါတကယ်ပြောတာပါမွေးကနန်းရှာရတာတကယ်မလွယ်ဘူးနေလိုက်ကလွယ်တယ်နေလိုက်ရှာရတာနည်းနည်းတော်သေးတယ်နော်မွေးကနန်းရှာရတာတကယ်မလွယ်ဘူးဗျနော်မွေးကနန်းကိုတရားခိုင်တော့ချင်းသေးထွက်အောင်ရှာရတာတကယ်ကိုမလွယ်တဲ့လောက်ပဲဒါပေမဲ့တန်းငယ်မွေးကနန်းကိုချင်းသေးထွက်အောင်ကုညီပေးမယ်တေးသေးချာချာလေးလက်ရှာပေးမယ်ပင်56ပင်ဦးခနပုံမူအဲ့လို site တွေကို56ဘွဲ9ဘွဲကြားခဲ့တဲ့ဇာတ်လိုက်ကြားခဲ့တဲ့ site တွေကိုပဲ ရွေးပြီးတော့ပို့ပေးမယ်။နောက်ဘွေးကနန်းကျင်းသေးအမခံပါရယ်။လိုချင်တဲ့ဆိုရင်ဖုန်းနံပါတ်ကိုသိချမှတ်ပါ662နှစ်ပါ946 6ပါ865ပါ။အဲ့လောက်ဟိုင်းတစ်လုံးနဲ့မပို့နဲ့မွေးလိုဟိုင်းပါ။ဒါမှမွေးကနန်းမှန်သိမှာမလို့မွေးလိုဟိုင်းဒီအဖုန်းနံပါတ်မှာ Viber Message ရှိပါတယ်စင်ပြေတာကနိုင်ဟိုင်းကဲအားလုံးပဲကိုစင်ပြေချမ်းလန်းချမ်းပြေကြပါစေစိတ်ချမ်းသာကိုကြီးချမ်းမခြင်းနဲ့ပြည့်စုံကြပါစေပြည့်ချမ်းရင်လိုက်ရှိလေးကိုနှမပဲရနာခွင့်ပြုပါအားပြီးခဲ့တဲ့ခွေမရဲ့ကျေးဇူးထူးတင်ပါတယ်စက်ခွင့်လျှော်လေးရိုက်တာနော် 哎，阿龙，拜拜吧。